အားလုံးပဲမင်္ဂလာပါခင်ဗျာအခုရောက်ရှိနေတဲ့နေရာကတော့လိုင်တာယာမြို့နယ်ရွှေကန်းတာယာအိမ်ယာဝင်းထိပ်မှာရှိတဲ့ Royal Kantaya Hotel ပဲဖြစ်ပါတယ်ခင်ဗျာ Royal Kantaya Hotel မှာဆိုရင် Prime Myanmar ရဲ့ On Grid Solar System ကိုတက်စင်အသုံးပြုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာရည်ရွယ်ချက်ကတော့တရက်စီအသုံးစိတ်တွေရှော့ချနိုင်ဖို့ပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့ဒီ hotel မှာဆိုရင် Prime Myanmar ရဲ့ On Grid Solar System ကိုဘယ်လိုတက်စင်အသုံးပြုထားရလဲဆိုတာကျွန်တော်နဲ့တူတွေ့ကြည့်လိုက်ရအောင် ကိုမင်္ဂလာပါခင်ဗျာမင်္ဂလာပါဟုတ်ကဲ့ဒီကိုကတော့ကျွန်တော် Prime Myanmar Company ရဲ့ Sales Engineer ကိုတန်းထိုက်ပဲဖြစ်ပါတယ်ခင်ဗျာကိုတန်းထိုက်ရေကျွန်တော်တို့ဒီဒီကုမ္ပဏီ Hotel မှာတက်ဆင်ထားတဲ့ Ongrid Solar System အကြောင်းလေးကိုကျွန်တော်တို့ချက်လောက်ရှင်းပြပေးပါဦးခင်ဗျာโอเคအဲ့ရှင်းပြပေးမယ်လေဟုတ်ကဲ့ဒီလောဆယ်ကျွန်တော်တို့ဒီတက်ဆင်ထားတဲ့ Control Room လေးကိုတစ်ချက်သွားကြည့်အောင်နော်ဟုတ်ကဲ့ ကျွန်တော်တို့ဒီမှာလို့ရှိရင်ဒီ hotel မှာလို့ရှိရင်တရားကြိုးက upgrade ပေါ့နော်ကျွန်တော်တို့ကုမ္ပဏီကနေကျွန်တော်တို့ prime မှာကုမ္ပဏီကနေပြီးတာဝန်တက်ဆင်ပေးထားတယ်ဒီစနစ်မှာလို့ရှိရင် prime တစ်စိတ် solar 625ဝက်ပေါ့အဲကောင်တရားနဲ့မှ96ကျပ်အုပ်စု73ခုခွဲပြီးမှတက်ဆင်ထားတယ်ပြီးတော့ကျွန်တော်ဒီ inverter ပေါ့နော် power မှာတစ်စိတ်100 kW upgrade inverter တက်ဆင်ထားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ solar နဲ့ inverter ကြားပါလို့ရှိရင်ကျွန်တော်တို့က safety device အနေနဲ့အရင်သေးကောင်းတဲ့ဒီ sun free breaker တွေကိုကျွန်တော်တို့တက်ဆင်ပေးထားတယ်ဒီကောင်ကတော့ hybrid controller hybrid controller ဟိုင်ဘရစ်ကွန်ထရိုလာကတော့ဆိုလာရဲ့ grid ရဲ့ကြံဆက်ရဲ့ဒီသုံးခုကိုကျွန်တော်တို့က control automatic control လုပ်တဲ့ device ပေါ့နော်ဥပမာဥပမာကျွန်တော်တို့ကဒီ solar နဲ့ EPC အမိလာတယ်လို့ရှိရင်တို့တို့နှစ်ခုသုံးမယ် solar ကိုဦးစားပေးသုံးမယ် EPC ကကျွန်တော်တို့ကမသုံးတော့ပဲကျွန်တော်သုံးတယ်ကယ်ပြီး EPC မိကျက်ဖဲ့ပြီဆိုရင်တော့ visa ရှိတယ် solar နဲ့ visa နဲ့ကျွန်တော်သုံးမယ်အဲဒါလို့ရှိရင် visa ကတော့ကျွန်တော်သူ့ရဲ့ဒီ standard အရမဖြစ်မနေတတိပတ်စံကျွန်တော်ကသုံးလာပေးရမယ်အဲဒါကြောင့်ကျွန်တော်က visa ကတတိပတ်စံကျန်တာကတော့ solar ကနေတော့ကျွန်တော်ရသလောက် အကုန်ကျွန်တော်တို့ဆွဲသုံးပေးတယ် ဒီစနစ်ကနော်ပြီးတော့ဒီကောင်းတယ်နော်ကိုဟုတ်ကဲ့ကိုဒီတော့ဒီမှာဒီစစ်တမ်းမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုပေါ့နော်ဒီ solar block ထွက်နေလဲ EVC ဘလောက်သုံးနေလဲအာ visa ကနေဘလောက်သုံးနေလဲဆိုတာအကုန်လုံးကျွန်တော်တို့ဒီဒီဘက်မှာဒီ smart lock ကဆိုပါမျိုးရှိတယ်ဒီကောင်းကနေဒါက online စနစ်ပေါ့နော် online monitoring ပေါ့ဒီ owner ကနေပြီးမှ hotel ပိုင်ရှမ်းနေပြီးမှသူပေးနေရပဲရောက်ရောက်သူ့ရဲ့စနစ်ကိုသူ့ရဲ့စနစ်ကို solar ကနေ block energy သုံးစွဲနေလဲဆိုတော့ကြည့်ကြည့်လို့ရှိရင်ဒီ device ကနေကျွန်တော်ကြည့်လို့ရတယ်ဟုတ်ကဲ့ကောင်းနော်သူ app update ခိုင်းပြန်ကြည့်ရမှာပေါ့ဟုတ်ကဲ့ဒီဒီကောင်းကတော့ကျွန်တော်တို့က ဟာ EPC ဒါအား AC panel ပေါ့ဒီကောင်ကဒါ inverter ကိုကျွန်တော်တို့ကမသွားခင်မှာကျွန်တော်ဒီမသွားခင်မှာခံပြီးသားတဲ့ safety device တွေပေါ့ဒီထဲမှာဆို SPD ပါမယ် energy meter ပါမယ်ဒီ effort relay တွေကျွန်တော်တို့ပါတယ်ဒီဟာကျွန်တော်အနေနဲ့ကတော့ဒီဒီ system ကိုကျွန်တော်တို့ကဒီ safety အဖြစ်ဆုံးနဲ့ပြီးလို့ရှိရင် efficient ဖြစ်ဆုံးကျွန်တော်တို့တက်ချက်ပြီးတော့တက်ဆင်ပေးထားတယ်ပေါ့နော်အခုဒီကောင်တက်ဆင်ပေးထားဆိုရင်ကျွန်တော်တို့က3လ3လကျွန်တော်တို့ရှိသွားပြီ 3လရှိ3လရှိသွားပြီ3လရှိသွားပြီဆိုတော့ဒီ3လပြောပါလို့ရှိရင်တော့တိတိတသားကျွန်တော်တို့ owner အနေနဲ့အကျိုးမဲ့ရရှိသွားတာကတော့မီတာက လောကတက်တာပါတယ်50ရာခိုင်နှုန်းတော့တက်တာပါတယ်ကျွန်တော်တို့ကဒီ electronic cost တွေအကုန်လုံးလည်းကျသွားတယ်ကျသွားတယ်သူတို့အရင်တော့ဆင်သူကဒီ maybe ထားပါတော့ကျွန်တော်တို့ဒီ percentage တစ်ခုဆောင်းအချိန်မှာအခုအခုက50ရာခိုင်နှုန်းတော့တက်တာပါတယ်50ရာခိုင်နှုန်း50ရာခိုင်နှုန်းတက်တာပါကျွန်တော်တို့ကအဲ့တော့ဒါကတော့ဟိုဘာသူရဲ့ဟို benefit ပေါ့အဲ့တော့ကြောင့်မို့လို့ဒီကျွန်တော်ဒီ system နဲ့ပတ်သက်ပြီးမှအကြံပြုချင်တာကတော့ကျွန်တော်ဒီမှာနိုင်ငံမှာဆိုချင်နေဘက်သုံးနေတဲ့လုပ်ငန်းတွေအများကြီးရှိတယ် hotel လုပ်ငန်းတွေ production လုပ်ငန်းတွေအထည်ချုပ်စက်ရုံလုပ်ငန်းတွေအများကြီးပဲကျွန်တော်တို့အဲ့အဲ့အဲ့မှာဆိုချင်ဒီ onway system တက်လိုက်မယ်ဆိုချင်တော့ meter ကတွေရော နိုင်တတ်တာပေါ့နိုင်တယ်အာဒီ own စနစ်ကလက်ရှိမီးပြတ်မီးခဏခဏပြတ်နေတဲ့လာလိုက်အချိန်တွေမှာလည်းတင့်တော်သလိုမျိုးနောက်ပိုင်းမှာဆိုပို့ပြီးမှမီးမှန်သွားတဲ့အချိန်တွေမျိုးမှာဆိုချေပို့ပြီးမှတင့်တော်အော်ကျွန်တော်အဲ့တော့ဒီ LS ကျွန်တော် night nation နဲ့ grid ကိုလုံးဝ short ချပြီးတော့မှ solar ဒီ solar ကရနေတဲ့ free energy ပဲကျွန်တော်တုံးလိုက်တာတဘာပေါင်းဝင်နေတယ်လေတင့်တော်တယ်ကိုအတွက် budget လည်း save ဖြစ်သွားတယ်ဟုတ်ကဲ့အဲ့ကြောင့်ကျွန်တော်တော့ ဒါလေးကိုဒီဆိုလာစနစ်တို့များများသုံးဖို့အတွက်အကြံပြုရှင်ပါတယ်ဟုတ်ကဲ့ကျေးဇူးများအကြံလေးကိုအခုလိုရှင်းပြပေးတာတကယ်လို့ဆုံးဆုံးလေးနေနဲ့ကျွန်တော်တို့ဒါကျွန်တော်နားမလည်တဲ့ဥစ္စာတွေကိုလိုဒေချာလေးရှင်းပြပေးတာအခုကျေးဇူးများအကြံပါရတယ်ကိုဟုတ်ကဲ့နော်ကျေးဇူးပါကျွန်တော်ကလည်းကျွန်တော်တို့ Prime မြန်မာရဲ့ On Grid Solar System ကိုတက်စင်အသုံးပြုထားတယ်၃လအတွင်းမှာဆိုရင် Hotel ရဲ့ Operation ဟာဆိုရင်အဆင်ပြေလွယ်ကူစွာနဲ့ လဲပတ်နေတာကိုတွေ့ရပါတယ်ကျွန်တော်တို့မီတာကဆိုရင်လည်းတိတိတတ်တာကြာဆင်းသွားတာကိုတွေ့ရပါတယ်ခင်ဗျ percentage အားဖြင့်ဆိုရင်90ရာခိုင်နှုန်းအထိကိုကြာဆင်းသွားတာတွေ့ရပါတယ်ဆိုတော့ဒီလိုကောင်းမွန်တဲ့ system ဖြစ်တဲ့ solar system ကိုတက်ဆင်အသုံးပြုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ prime မြန်မာ solar company ကိုဆက်သွယ်လိုက်ဖို့အကြံပေးပါရစေခင်ဗျ Ongrid Solar System ကို Prime မြန်မာနဲ့တက်စင်အသုံးပြုမယ်ဆိုရင်တော့အသုံးပြုတဲ့ပစ္စည်းတိုင်းမှာ Warranty တွေပါဝင်တဲ့အပြင် Service Warranty ကို အ ਨੇ ဆုံး1 years ကနေရရှိမှာဖြစ်ပါတယ်။ Solar နဲ့ပတ်သက်လို့တက်စင်အသုံးပြုခြင်းနဲ့ဆိုရင်တော့ Prime Myanmar Company Limited အမှတ်၁၁ရှုကင်းသာမြို့ပတ်လန်တာဂီတာမြို့နယ်ရန်ကုန်မြို့ဖုန်းနံပါတ်39 645 2433 Facebook Page ကတော့ Prime Myanmar Facebook Page ကနေမာယူဝယ်ယူအသုံးပြုနိုင်ပါတယ်ခင်ဗျာ။အခုလို့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။